တောင်းညို့ရအောင်မဲမင်္ဂလာပါဗျခြေစီမဖြစ်မနေခေါ်ယူမဲဗျတောင်းမန်နေရကစားသမားတွေအကြောင်းအရာတွေအားလုံးကိုကျွန်တော်တို့တစ်ချက်ဆွေးနွေးသွားမယ်ဗျခြေစီကဗျပထမဆုံးကတော့ကျွန်တော်နီကိုဝီလီယံပေါ့နီကိုဝီလီယံကိုခြေစီအတင်းရကြိုက်တယ်ခေါ်လဲခေါ်ယူခြင်းနဲ့သဘောကျတယ်ဒါပေမဲ့ဗျနီကိုဝီလီယံရဲ့တပတ်လောက်ကပေါင်၄တင်းရတော့ခြေစီစီမံထားတဲ့စီမံကိန်းထဲမှာလုံးလုံးလာလာကို ကန့်ညီမှုတစ်ချက်မှမရှိဘူးဗျအဲ့တော့ကြောင့်ချဲစီယာနီကိုဝီလီယန်ကိုရဖို့တော့တော်တော်လေးမဖြစ်နိုင်ပါဘူးနီကိုဝီလီယန်နဲ့သူ့ကိုမြန်မာလက်လာစာပေးထားတဲ့ဘီဘာဝန်နဲ့ပဲစာချုပ်ထပ်ချုပ်ဖို့ရှိပါတယ်ခင်ဗျာနောက်တော့နေရာတော့ကျွန်တော်ကူတူပေါ့ဝမ်ဟန်တင်းရဲ့ကစားသမားလေးဖြစ်တဲ့ကူတူကိုလည်းချဲစီယာကြိုက်တယ်ဒီကစားသမားကဗျတိုက်စီရဲ့အတွက်ပေါ့ဘယ်ညာနှစ်ဖက်နှစ်နေရာကိုတုံးလို့ရတယ်ကူတူရဲ့တန်ကြီးကလည်းဗျကျွန်တော်မထင်ရပါဘူးမြေယူတန်းတရာနေပါတိရှိရဲ့ဗျကူတူကလေ ယူတန်းတဲ့အနေပါလိရှိရဥရောပတင်းကြီးလဲကြိုက်တော့ဗျာဝဟန်းကလည်းဒီစားသမားကိုတောင်းပါပဲဗျာတူဟောဗျာ sorry ivr အတင်းနေရတော့ယူတန်း120နဲ့ကုတုကိုကြိုက်နေရဗျာရည်ချင်းရှိရကမှတော့ဖြစ်ပါလေချေစီရဗျာဒီကုတုကိုဗျာတပတ်လောက်ခါတော့ပေးနိုင်နေဗျာဒါမှမဟုတ်လေတူဟာယူတန်း120နိပါဆိုချေစီရနည်းနည်းဈေးစစ်မဲ့ပုံစံမျိုးရှိပါတယ်ကုတုကဒီကုတုနဲ့လဲချေစီအတင်းရဆွေးနွေးနေတော့မှရှိပါတယ်ကျွန်တော်နောက်ထပ်နေတင်ရတော့ချေစီရဗျာ ကျွန်တော်ဟိုဒီကိုဗျဟိုဒီကိုဒီဟိုဒီကိုရှယ်စီရဗျ good lord နဲ့မှာတော်တော်လေးကန်းလန်းတယ်ပရိုလေးဖြစ်တာဆိုဟိုဒီကိုကအစဗျာရွေးမတင်တင်းမှာသူဆက်ပြီးနေမယ်လို့သူဆုံးမြတ်ချက်ချထားဗျာဆုံးမြတ်ချက်ချထားပြီးမယ်ဟိုဒီကိုကခုချိန်မှာဆိုအလွန်ဆိုပါဗျာအာဂျင်နီနာလူငယ်လေးဖြစ်တယ်ဗျာ river plate ကကစားသမားလေးကိုရှောင်းနေစာချုံးနဲ့သူတို့ယူ45တန်းစာချုပ်ဖြတ်တိမ်ပြီးတော့ဝယ်ယူလိုက်တဲ့အတွက်ဗျာ ဟိုဒီကွာတွေးအနာကဟာရည်ရဲမှာပေါ့ဗျလွန်စုံနဲ့တိုင်ပင်ပြီးတော့တိတ်ပြီးတော့အတီချာတော့တာတီးတဲ့အတွက်ထွက်မယ်ဆိုတဲ့တင်းတန်ကြီးချားတဲ့အတွက်ရှယ်စင်းနဲ့အာဆင်နဲ့ကတွားပြီးတော့အေရှန်အနေနဲ့ဆက်တွေ့လိုက်တည်တယ်ဒါပေမဲ့လည်းသူကလည်းနီကိုဝီလျံနေပါပဲတပတ်လောက်ခပေါင်းပါဗျာတော်လေးကိုမြင်မာတဲ့အတွက်ရှယ်စင်းနဲ့မဖြစ်နိုင်ပါဘူးအတွက်ကြောင့်ပဲချယ်စီကလည်းလက်လွတ်လိုက်ရပြီလေဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ခမောင်းဒီအတိုင်းပဲမက်ချက်ဆောင်တဲ့ကခါနာချိုဖြစ်ပါတယ်။ချယ်ဆီကခါနာချိုစိတ်ဝင်စားမှုကတော်တော်လေးကိုမှေးမိန်သွားပြီဗျ။ ိုးရင်ရကနာရွှေတန်ချီရယူ80လောက်ထိကိုအရင် drain တွေထွက်တည်ရတော့ဒါပေမဲ့လည်းခုချိန်မှာတော့ယူတန်40နေပါပဲရှိတော့ပါတယ်ဒါပေမဲ့လည်းဗျာ share စီအားဗျာခုချိန်မှာဆိုကနာရွှေထက်ဥပင်မိုင်နူးကိုပိုချိုက်နေဗျာမန်ချက်စတာနဲ့တကတာကိုပင်မိုင်နူးအယောင်စင်းတင်လာရင် share စီအားယူတန်90ထိကိုပေးပြီးတော့တန်90လည်းပိုချင်ပို့ပေါ့ဗျာကနာရွှေထက်ကိုပင်မိုင်နူးကိုကြီးကျော် share စီအားပိုချိုက်နေဗျာအဲ့အတွက်ကြောင့်ကိုပင်မိုင်နူးကအယောင်စင်းတင်ရင် share စီအား အစင်းတင်မဲလို့ဒုကရီဘောအဖွဲ့ဝင်တွေကအစင်းနဲ့ပြင်ထားတာလည်းဖြစ်ပါတယ်ဒါကတော့ Chelsea တောင်ပံနေရာအတွက်ကျွန်တော်တို့စီစဉ်ထားတဲ့ကစားသမားတွေလည်းဖြစ်ပါတယ်ဂျန်နီကီတန်တို့ပါတော့ရှိတယ်ဒါပေမဲ့တော်လေးတော့မှင်းမိန်သွားတယ်ဗျတတဝညကိုင်းနဲ့လည်းဗျဘန်ဝါ YouTube မှာပုံမနာဆင်လို့ရပြီးတော့ FIA ညကိုင်းနဲ့လည်း comment YouTube မှာ like နာဆင်လို့ရပါတယ်ခင်ဗျာ